ထူးခြားစွမ်းရည်ပိုင်ဆိုင်ထားတဲ့အာကလူသားများဒီပုဂ္ဂိုလ်ကတော့ကဘာမှာနှစ်ယောက်မရှိနိုင်တဲ့လူပါပဲဘိုက်တဲတဲကိုအမြောက်ဆန်မှန်ရင်တောင်မှဘာမှမဖြစ်ပါဘူးနာကျင်တာမျိုးလည်းမကန်စားရသလိုထိခိုက်တာမျိုးလည်းလုံးလုံးမရှိနေပါဘူးဒီဗီဒီယိုလေးမှာတော့အခုပုဂ္ဂိုလ်လိုမျိုးထူးခြားစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့အာကလူသားတွေရဲ့အကြောင်းကိုစူးစီးဝေမျှပေးသွားမှာဖြစ်ပါတယ်ဘသူကဘယ်လိုပုံစံတွေနဲ့စွမ်းနေလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရင်းရှင်းစားလိုက်ပါအောင်မယ် ဒီလိုရတဲ့နဲ့ပြင်နှုံအယမ်းမြန်လုံးလို့ထေချာစိုက်ကြည့်နေအောင်မြီးတို့မြီးပုံလှုပ်သွားတည်မတည်ဆိုတာမျိုးဖြစ်သွားပါလိမ့်မယ်။သူရဲ့နာမည်ကတော့ Bot Mandon လို့ခေါ်ပါလိမ့်။ကမ္ဘာအမြန်ဆုံးတနတ်သမားဆိုတဲ့ဂုဏ်ပုဒ်ကိုရထားတဲ့သူဆိုရင်လည်းမမလာပါဘူး။အဲ့ဒီစွမ်းကြီးကလေ့ကျင့်မှုကြောင့်လည်းပါနေတယ်လို့မွေးရပါထိုးကြတဲ့တဘာဝကြောင့်လည်းပါနေတာပါ။သူကကြော်သားတွေကိုအမြန်ဆုံးလှုပ်ရှားနိုင်တဲ့စွမ်းရည်တွေနဲ့မွေးလာခဲ့တဲ့သူဖြစ်ပါလိမ့်။အဲဒါကြောင့်တစ်စက္ကန့်အတွင်းမှာပဲအိတ်ထဲကတနတ်ကိုထုတ် Mountain ခလုတ်ဆွဲပြီးအိတ်ထဲကိုပြန်ထည့်နိုင်တဲ့အထိပြက်ကန်နိုင်နေတာပါ။ နောက်ပြီးပြစ်မှတ်ကိုတိတိကျကျထိမှန်းတဲ့နေရာမှာလဲအမခန်းပါပဲတချို့သူတွေကခက်မြမြန်ပြစ်ခတ်နိုင်ပေမဲ့ထိချက်မမှန်ပါဘူးတင်ချာအတွက်မြန်နေဆိုတဲ့ဟာတာလိုမျိုးပါပဲမြန်ပေမဲ့မမှန်ကြပါဘူးဒါပေမဲ့ဘောမန်တို့ဆိုတဲ့ဒီလူကတော့နှစ်ချက်စလုံးနဲ့ပြည့်စုံနေတာပါသူရဲ့အကောင်းဆုံးစံချိန်ကတော့တစ်စက္ကန့်ရဲ့၁၀ပုံတစ်ပုံအတွင်းမှာပဲအခုပြောတဲ့ကိစ္စကိုပြီးပြည့်စုံအောင်လှုပ်ဆောင်နိုင်တာဖြစ်ပါတယ်နောက်ပြီးတင်မြတ်တော်မခက်ကြည့်နေတဲ့အချိန်တွင်းမှာပဲပြင်းမှန်းတစ်ခုလောက်ကိုတပြိုင်နက်တည်းထိအောင်ပြစ်ချနိုင်တာပါ သူရဲ့ပြည်သက်တွေကတော့ဘောမန်တွန်တယောက်လူကောင်းဖြစ်နေလို့သာရဲတွေအတွက်ကံကောင်းတယ်ဆိုပြီးတင်စားကြပါတယ်။တချို့ကလည်းဒီလက်ရည်နဲ့ဘာလို့ပြိုင်ပွဲမဝင်တာလဲစစ်သားမလုပ်တာလဲဆိုပြီးမေးခွန်းထုတ်ကြတာပါ။ဘလို့ပဲဖြစ်ဖြစ်ဘောမန်တွန်ကတော့သူ့ဘဝကိုသူကျင်းနေနေပါတယ်။ဘလောက်ပဲတနက်ဖြစ်တာတော်တော်အမြဲဖြစ်နေရတာကိုသူမကြိုက်လာပါဘူး။တခါတလေတောင်းဆိုမှုတွေရှိလာမှသာသူ့အစွမ်းကိုထုတ်ပြတတ်တာပါ။သူရဲ့ကောင်းဝိုင်းစတိုင်နေထိုင်မှုပုံစံကလည်းသူ့ရဲ့စွမ်းရည်နဲ့လုံးဝလိုက်ပတ်နေပါတယ်။ ဒါပေမဲ့ဒီခေတ်ကောင်းပိုင်တွေမှာအရင်တုန်းကလိုပြေးရခက်ရတဲ့ကိစ္စတွေမရှိတော့လို့သူ့ရဲ့အစွမ်းကိုပြားခွင်းတော့မရနိုင်ပါဘူး။အာရိခေတာဆက်ရှိနေခဲ့ရင်ဘောမန်တို့ကစူကြီးကြီးကြီးထုတ်ခံရမယ့်ကောင်းပိုင်တယောက်ဖြစ်နေမှာတော့ဒေကြနေပါရင်။ဒါပေမဲ့အခုပြောမယ့်နောက်တစ်ယောက်နဲ့တွေ့ရင်တော့ဘောမန်တွန်လဲခက်ခဲတော်မှာပါ။သူကလေထဲပြန်လာတဲ့တနက်ကြီးစံကိုဓာတ်နဲ့ပိုင်းနိုင်တဲ့အထိလှေမြန်းတဲ့သူပါ။သူနာမည်ကအီဆာအိုမာဂျီလို့ခေါ်ပါရင်။ဂျပန်လူမျိုးဓာတ်သမားတစ်ဦးပါပဲ။ အရင်ခေတ်ကဆိုဆာမူရိုင်းသူရဲ့ကောင်ဖြစ်နေမှာပါအဲဒါကြောင့်လဲသူကိုခေတ်တဲ့ဆာမူရိုင်းဆိုပြီးတင်စားထားကြပါရင်တနတ်တန်ကြားပြီးတနတ်ကြည်စံကိုစီရောက်လာဖို့တဆက်ကန်းရဲ့သုံးပုံတပုံလောက်ပဲအချိန်ယူရတာပါအဲဒီချိန်တွင်မှာအီဆာအိုကတနတ်ကြည်ကိုဓာတ်နဲ့ထက်ချမ်းပိုင်းနိုင်ပါရင်ဒီစွမ်းရည်ကြောင့်ကြားလိုက်ရင်ရှေ့မှာပြောခဲ့တဲ့တနတ်ပြမြန်တဲ့ကိစ္စကအသေးပွဲဖြစ်တော့မှာပါလာခြင်းတို့လာတဲ့ခြေစံကိုကွက်တီထိအောင်ဓာတ်နဲ့ပိုင်းနိုင်ဖို့ဆိုတာစိတ်ကူးနေတောင်မလွယ်နေပါဘူးအဲ့ဒီခြေစံကတနအီမိုင်းနေရာနှုံးလောက်ရှိတဲ့ပါရီ တာမန်လူကဒါမျိုးကိုတုံ့ပြန်မှုဆိုတာမဖြစ်နိုင်ပါဘူးအီဆာအိုရဲ့ခုတ်ချက်တွေကိုဘေးကကြည့်ရင်လဲတေချာတွေးရမှာမဟုတ်ပါဘူးနောက်တော့မှဒပိုင်းပြတ်ကျလာတဲ့ကြီးစံအပိုင်းစာတွေကိုတွေးရမှာပါဒါပေမဲ့ကင်မရာရေသွေးကောင်းလာပြီဖြစ်တဲ့အတွက်အရိစွမ်းရီကိုတတ်တည်ပြလို့ရလာခဲ့ပါပြီသူတို့ကအီဆာအိုရဲ့ဓာတ်ခုတ်ချက်ကိုဗီဒီယိုရိုက်ကူးထားလိုက်ပါပြီပြီးတော့မှအစာ250လောက်အနည်းရပြီးပြန်ကြည့်ကြတာပါထိချက်ကလည်းကွက်တီပါပြီသူရဲ့ဓာတ်စွမ်းရီကတော့အဲ့ဒီလောက်ထိကျန်းတတ်နေတာပါလက်တွေပွားရေ fruit ninja လို့ပါပဲ ဂျီတန်ကိုတော့ဓာတ်နဲ့ပိုင်းနိုင်တဲ့အတွက်ဂျန်တဲ့အရာတွေကသူ့အတွက်မခက်ခဲလာပါဘူး။နေတဲ့လက်ပေါက်ကတ်တာကတော့ဇန်စီကိုလေထဲမြောက်ပြီးထက်ချမ်းပိုင်းပြရတဲ့အကွက်လောက်ပဲရှိတာပါ။သူကဒီစွမ်းရည်ကိုအလက်ကားတော့အဖြစ်မခံပါဘူး။ဓာတ်ချက်တစ်ထောင်ကိုအမြန်ဆုံးပိုင်းပြနိုင်တဲ့သူအဖြစ်ဂရက်နဲ့ကမ္ဘာစံချိန်တင်ထားခဲ့ပါရင်။အရီစံချိန်ရဖို့တေးကြတဲ့ဓာတ်ချက်တစ်ထောင်ကို36မိနစ်40စက္ကန့်အတွင်းပိုင်းပြခဲ့ရတာပါ။အဲဒါကြောင့်တက်စက္ကန့်မှာတေးကြတဲ့ဓာတ်ချက်နှစ်ချက်ကျော်ခုန်နိုင်တဲ့အတိတ်ပဲမျိုးပါပဲ။ အကြောင်းမျိုးမျိုးကြောင့်တကူတော်တိုက်ခိုက်ပွဲလို့ရင်အီဇာအိုရဲ့ပြိုင်ဘက်အတွက်တော့ကံကောင်းမှာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီထဲမှာဒီလူကိုတော့ဖယ်ထားရမှာပါ။သူကတော့တရုတ်ကွန်ဖူစီယာတယောက်ပါပဲ။ရှောင်ရိုလို့ခေါ်ပါလေ။သူရဲ့ထူးခြားစွမ်းရည်ကတော့ခန္ဓာရည်ရှိတဲ့ခန္ဓာကိုယ်ပါပဲ။သူရဲ့ခန္ဓာကိုယ်ကကြီးကြီးမားမားမဟုတ်နေပါဘူး။တေးသေးကြည်ကြည်လေးပဲရှိတာပါ။ဒါပေမဲ့အရေးပြားတွေကြွတ်သားတွေကတော့မထင်မှန်ထားလောက်အောင်တန်မာလုံးပါလေ။သူကတန်ချောင်းကိုလဲဘင်းနဲ့ထောက်ပြီးကိုင်းနိုင်တယ်လို့လှန်ထိပ်ပြားမှာကိုဗလာနဲ့တက်အိပ်ပြနိုင်စွမ်းလေးရှိနေတာပါ။ ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးခန္ဓာကိုယ်ပေါ်မှာအုတ်တွေတင်ပြီးဒူနဲ့အထုခံပြားသေးတာပါသူ့ရဲ့ရေပြားတွေကတိုက်တန်နီယန်တက်ထုနဲ့လှုပ်ထားတယ်လို့တောင်ထင်ရပါတယ်အဲဒီလိုအပ်ချက်ကတော့သူ့ရဲ့ကျင့်စဉ်တွေပါပဲဒါကိုတော့အားလုံးသိကြမှာပါအတွင်းအားကျင့်စဉ်တွေကြောင့်ဒီလိုစွမ်းရည်ရှိနေတာပါအရေပြားရဲ့ခန္ဓာရည်ကိုစိတ်နဲ့ချိန်ညှိနိုင်စွမ်းရှိနေပါတယ်ဒီခေတ်မှာရုံမုတ်ခတ်တဲ့ကိစ္စဖြစ်ပေမဲ့ကွန်ဖူးသမိုင်းမှာတော့ဒါမျိုးကအထူးစွမ်းမဟုတ်နေပါဘူးသူကခက်ထက်ထားသွားကိုလဲပင်းမှာချိန်ပြီးကားတစ်စီးလုံးကိုလည်းဆွဲပြခဲ့သေးတာပါ ဒီလိုသာဖိုက်တာလောကတွေဝင်ရင် MMA သမားတွေထမင်းငတ်သွားနိုင်ပါတယ်။ဒါပေမဲ့အတွင်းအားထုတ်လို့မရရင်တော့ဆေးရုံအရင်တက်ရမှာသူကိုယ်တိုင်ဖြစ်သွားနိုင်ပါတယ်။ဒီလူကတော့ဘာလာလာစားနိုင်တဲ့သူပါ။ဟုတ်ပါတယ်။ကြားလိုက်ရတာမမားပါဘူး။သူကဘာမဆိုအကုန်စားနိုင်တယ်လို့ကြွေးကြော်ထားတာပါ။တကယ်လဲစားပြခဲ့ပါတယ်။သူစားနိုင်တဲ့အရာတွေကပုံမှန်လူတွေအတွက်ဘလို့မှမတတ်နိုင်တဲ့အရာတွေပါ။မီးတီးတွေ၊ဖန်ကွက်တွေ၊တန်တူတန်စားတွေအကုန်လုံးကိုကြွကြော်ပါအောင်စားတတ်တာဖြစ်ပါတယ်။စားနေရင်အရသာရှိတယ်လို့တော့မှပြောနေတတ်ပါတယ်။ ူရဲ့ထူးခြားချက်ကတော့ဘာမှမသိပါဘူးဒီလိုစားလို့သွားတွေကလည်းဘာမှမဖြစ်ပါဘူးမြို့ချလိုက်လို့အစာပြုံတွေကလည်းဘာမှမဖြစ်ပါဘူးနောက်ဆုံးအစာရင်ကလည်းအဲ့ဒါတွေကိုကောင်းကောင်းအစာချက်ပေးပါသေးတယ်သူကအရင်တုန်းကဆိုရင်တရက်ကိုတတ်ထုနှစ်ပေါင်လောက်အမြဲစားခဲ့တယ်လို့လည်းသိခဲ့ရတာပါနှစ်တွေကြာလာနဲ့အမျှသူစားခဲ့တာတွေကလည်းအဆုံးဖြစ်လာပါတယ်စပိန်တွေဈေးဝယ်လဲတွေမီးပလက်ခုံတွေဂတင်တွေစကိတ်တွေ TV ဟောင်းတွေစသဖြင့်မျိုးစုံနေတာပါပဲသူကအဲ့ဒါတွေကိုအပိုင်းပိုင်းဆဆလောက်လိုက်ပြီးမှဝါးစားတာပါ နောက်ပိုင်းကျတော့နည်းနည်းကြီးကျယ်လာခဲ့ပါတယ်။ဒေါ်ယုံမစားခြင်းမူဖြစ်လာလို့လေရင်ပြန်အဟောင်းတစ်စီးကိုဈေးပေါပေါနဲ့လေလံဆွဲပြီးနှစ်နှစ်လောက်စားခဲ့သေးတာပါ။အဲဒီကိစ္စကြောင့်ဖြစ်ရတဲ့ယောဂါတွေလည်းလုံးဝမရှိခဲ့ပါဘူး။2009ခုနှစ်မှာတော့ဒီလူက66ပါးယောဂာနဲ့တဘာဝအတိုင်းဆုံးပါသွားခဲ့ပါတယ်။ဒေဂျာတာကတော့အစာမကြေလို့ဆုံးပါခဲ့ရတာမဟုတ်ဘူးဆိုတာပါပဲ။ဒီနေ့အထိသူ့ရဲ့စွမ်းရည်ကိုရှင်းပြန်တယ်နဲ့လူတွေဆိုတာကလည်းမပေါ်သေးပါဘူး။ပြောရရင်အဆုံးစားပေးကြီးကတော့လူသားဆန်တဲ့လူဖြစ်ခဲ့တာပါ။အခုဆက်ပြောမယ့်ပုံကကြတော့ပြားဆန်တဲ့လူသားဖြစ်နေပုံရပါတယ်။ ူနာမည်ကတော့ Norman Gary ပါအများကတော့သူ့ကိုပြားလူသားလို့ခေါ်ကြပါတယ်ဘာဖြစ်လို့လဲဆိုရင်သူ့တကူလုံးမှာပြားရီအကက်ခံပြီးရှောက်သွားနေတယ်လို့ပါပဲပြားရီကလည်းသူ့ကိုလုံးဝ Andre မပေးပါဘူးဒီလူကအဲ့ဒီလူမျိုးကိုအနှစ်40လောက်လုပ်နေခဲ့တာပါအရာကြောင်ပြားရီရဲ့တဘာဝကိုလည်းကောင်းကောင်းနားလည်နေခဲ့ပါရင်သူ့စီမှာလှဲ့ခွက်တစ်ခုတော့ရှိနေတာပါအဲ့ဒါကတော့ပြားပြင်းမရီစီကထွက်တဲ့ဖီရိုမုန်ဓာတ်ကိုသူ့ကိုယ်ပေါ်မှာတုံလင်းလိုက်တာဖြစ်ပါရင်အရာကြောင်ပြားရီကသူ့ကိုအေယာမပြားပြင်းမကြီးလို့ထင်သွားကြပုံရနေတာပါ အဲဒါကြောင့်တုတ်တာရီ၊ကြိုက်တာရီမလုပ်ကြပါဘူး။အဲဒီနည်းနဲ့ဒီလူကပြားကောင်ရီတသိန်းလောက်ကိုခန္ဓာကိုယ်ပေါ်မှာကပ်ပြီးရှောက်သွားနိုင်ပါတယ်။နောက်ပြီးအဲ့ဒီပြားတွေကသူ့အတွက်တိုက်ခိုက်ပေးဖို့အသင့်ပါပဲ။အဲဒါကြောင့် MM မဟုတ်တဲ့ B-man ဆိုတဲ့ super hero တယောက်အပြင်မှာရှိနေတယ်လို့ဖြစ်နေပါတယ်။အခုထပ်ပြောမယ့် Time Fighter ဆိုရင်ပြိုင်ဘက်တွေရဲ့အမြင်ကပ်မှုကိုတော်တော်လေးခံခဲ့ရတာပါ။သူကပြိုင်ဘက်တွေရဲ့စိတ်ကိုစွာပြီးပြီးရှင်ပြန်အနိုင်ယူတတ်တဲ့နေရာမှာဆရာကြလုံးလို့ပါပဲ။သူနာမည်ကတော့ Lord Sila ချင်ဘူးလို့ခေါ်ပါတယ်။ ချန်ပီယံဆုတွေကိုစကူးနိုင်ခဲ့တဲ့ဒီဖိုက်တာရဲ့ထူးခြားဆွမ်းရည်ကတော့အရှောင်းတိန်ဒေါ်လွန်နေတာပါပဲ။ဟုတ်ပါတယ်။သူ့ရဲ့ရှောင်းတိန်တက်တဲ့စကေးကလည်းမြင်ရသူတွေကိုအသေးတရားရဖြစ်စေပါတယ်။သူကပေါ်ကာတီကရှောင်းတိန်နဲ့နေရာမှာသူ့မတူအောင်ထူးချွန်နေကြတာပါ။သူကဝိတ်တန်းမတူတဲ့သူတွေနဲ့လည်းတတ်ထိုးပါသေးတယ်။ပြီးရင်သူ့ရဲ့ဆွမ်းရည်နဲ့ပြိုင်ဘက်တွေကိုစွ၊တစ်ဖက်ကအမားလုံးမိပြီဆိုရင်တော့အနိုင်ယူဖို့ကြိုးစားတော့တာပါပဲ။သူရဲ့ထူးခြားတဲ့ထိုးအန်ကြောင့်ပရိသတ်တွေကတော့ငတ်ရှင်ဖိုက်တာဆိုပြီးနာမည်ပြောင်းပေးထားပါတယ်။ဘောကာတီကရှောင်းတဲ့နေရာမှာတော်လွန်းလို့ပါပဲ။ ချုပ်ကွက်တွေတုံးလို့ရတဲ့ MMA ပွဲတွေမှာသွားပြရင်တော့ငရှင်အစွမ်းတွေအစွမ်းပြနိုင်မလားငရှင်ပြလို့အမိခံရတယ်လို့ဖြစ်သွားမလားတော့မသိပါဘူးမစ္စတာဟူလို့ခေါ်တဲ့တိုင်းပညာရှင်ကတော့ငရှင်ဖိုင်တာကိုအနိုင်ရနိုင်စွမ်းရှိနေပါတယ်သူကိုတမ်မနီလန်ညိုဟူလို့လည်းခေါ်ကြတာပါအဲဒီကလေးကသူ့ရဲ့အားသာချက်ကပေါ်လွင်နေပါပြီသူကလန်ညိုတစ်ချောင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နိုင်စွမ်းရှိနေတာပါအဲဒီလိုအစွမ်းရဖို့စေတောသက်ဘောဟာကလေးကလန်ညိုနဲ့ဟိုထိုးတီထိုးလုပ်ပြီးလေ့ကျင့်ခဲ့တာဖြစ်ပါတယ် အဲဒါကြောင့်နောက်ပိုင်းမှာအုံသီးကိုအဲ့ဒီလက်ညိုးနဲ့ထိုးခွဲနိုင်တဲ့အထိတန်မာလာခဲ့တာပါသူက12စက္ကန့်အတွင်းအုံသီးလေးလုံးကိုလက်ညိုးနဲ့ထိုးပေါက်ပြီးကဘာဆန်ချင်းတင်ထားနိုင်ခဲ့ပါတယ်သူလက်ညိုးကရှောက်ထိုးတာများလုံးလို့နည်းနည်းတော့ကောက်နေပါပြီဒါပေမဲ့တန်ဆွမ်းမှုကတော့သွားလျှော့ထွက်လို့မရပါဘူးသူရဲ့လက်ညိုးတိုင်းဆွမ်းကိုအထောက်အကူပြုခဲ့တာကတော့18နှစ်သားကလေးကလေ့ကျင့်ခဲ့တဲ့ခြေကုန်းတိုင်းပညာပါပဲအဲဒါကြောင့်သူလက်ညိုးရဲ့အစွမ်းတွေထဲမှာအတွင်းရပါညာကဏ္ဍတွေကလည်းနည်းနည်းပါနေပါတယ်ပြောရရင် ဘရုစ်လီလိုမျိုးလက်ချောင်းထောက်ပြီးတိုက်ထိုးရင်လေတံမတိလက်ညှိုးဆရာဟုတွက်ကတော့အေးစစ်စစ်ပါပဲသူကိုပြိုင်ဖို့ဆိုရင်တော့အဝေးကြီးမှာသွားရှာစရာမလိုပါဘူးတရုတ်မှာပဲရှာလို့ရပါတယ်ဂျန်ရှီဆူလို့ခေါ်တဲ့တိုင်းပေါင်းဆောင်ပညာရှင်ကအာရှရဲ့ဟော့ကလို့တင်စားခံထားရတာပါသူက CIB လို့ခေါ်တဲ့ရှားပါးယောဂတစ်မျိုးနဲ့မွေးဖွားလာခဲ့တာဖြစ်ပါတယ်အဲဒီယောဂကနာကျင်မှုကိုမခံစားနိုင်ပါဘူးအဲဒါကြောင့်သူကယောဂကိုကာဗာလုပ်ပြီးခန္ဓာကိုယ်ကိုကြံ့ခိုင်အောင်လေ့ကျင့်ခဲ့တာပါနောက်တော့လက်ဗလာနဲ့ကြောက်တုံးတွေအုတ်ခဲတွေကိုခွဲနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ် ဒူရင်သည်အခွန်တော်အချင်းရင်လဲတချက်ထူလာယုံပါပြီ။ခြေကံကျဆိုရင်လဲတံပိုက်တွေကိုကွေးသွားနိုင်ပါပြီ။တက်သားချောင်းတွေကိုကျွတ်ထွက်သွားစေနိုင်ပါပြီ။ဒီလိုရီရှောက်လုံးနေလို့နာကျင်မှုကိုလည်းမခံစားရပါဘူး။လက်ချောင်းထောက်ပြီးဒိုက်ထိုရာရီဘီယာပလင်းကိုကင်ပြီးဒိုက်ထိုရာရီကသူ့အတွက်အပြော့ဖြစ်လာပါပြီ။ကြွက်သားတွေကိုဖြေရခတ်တဲ့ဇက်ကျိုးနဲ့ပတ်ထားရင်လဲမရပါဘူး။ကြွက်သားတစ်ချက်တင်းလိုက်တာနဲ့ဂျိုးတွေကထောင်းဝင်နဲ့ပြတ်ထွက်သွားမှာပါ။ဘီယာတောက်ချင်ရင်လဲဂွင်းကဆွဲပေါက်စရာမလိုနေပါဘူး။လက်နဲ့ညှစ်လိုက်ရင်ပဲပေါက်သွားမှာပါ။ အုံသည်ဆိုရင်လည်းလက်နဲ့ထူခွဲပြီးတော့စားလိုက်ရုံပါပဲတံမဏိလက်ညိုဆရာုံနဲ့ရှင်ပြန်ရင်တော့အာသာချက်ရှိတဲ့ဒီလူကအตาရဖို့အခွင့်အရေးပုံများနေပါတယ်တံမဏိလူသားတွေရဲ့အကြောင်းကိုပြောရရင်အိန္ဒြိယကအာဗင်ဒက်ဖ်ဆင်ဆိုတဲ့ဒီလူကိုခြံထားလို့မရပါဘူးသူကငငယ်ကလေးကရေမန်းချက်ကြီးမားခဲ့ပါတယ်ကပအတံပါဆုံးလူသားဖြစ်ချင်းခဲ့တာပါသူကလည်းနာကျင်မှုကိုတာမန်ထက်ပိုပြီးခံနိုင်ရင်ရှိပါရင်အဲဒါကြောင့်သူကိုယ်သူတန်ဆွမ်းအောင်ခက်ကြမ်းကြမ်းလေ့ကျင့်နိုင်ကြတာပါ သူကလမအားနဲ့တန်ချောင်းတွေကိုကွေးနိုင်ပါ रे သူ့ဘိုက်ပေါ်ကိုလူတွေခုံချရင်လေခံနိုင်ရင်ရှိပါ रे ရင်ဘတ်ပေါ်မှာကွန်ကရစ်တုံးတင်ပြီးအထုခံရင်လေခံနိုင်ရင်ရှိနေတာပါအကောင်းဆုံးဘိုက်ကတော့ဗလာတောင်ပြီးခုံအားကြည့်တာပါပဲသူကခန္ဓာကိုယ်ပဲတန်မာတာမဟုတ်ပါဘူးတွားတွေကလည်းတန်မာပါ रे အဲ့ဒီစွမ်းကိုလည်းလူကြားထဲမှာနှီးမျိုးစုံနဲ့ပြသခဲ့တာပါအဲဒါကြောင့်ဒီလူကအင်ဒရီးယားရဲ့အတန်မာဆုံးလူသားဖြစ်စံချိန်တင်နိုင်ခဲ့ပါ रे အင်ဒရီးယားဘာဟုဘာလီလို့တော့မှပြောရမှာပါ နောက်ပြီးသူက UFC မှာသွားထုတ်ဖို့လဲကြိုးစားနေပါတယ်။အဲ့ဒီစီစဉ်တာအလုပ်ဖြစ်သွားရင်ဝိတ်တန်းတူဖိုက်တာတွေအတွက်ပြိုင်ဘက်ကောင်းတစ်ယောက်တွေ့ရမှာတော့ထေချာနေတာပါ။ရှေ့မှာပြောထားတဲ့လူတွေဘလောက်ကြမ်းကြမ်းအခုနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးပြောမဲ့သူလောက်တော့ကြမ်းမှာမဟုတ်ပါဘူး။ဒီအဖိုးကြီးရဲ့နာမည်ကတော့ Frank Richard ပါ။သူရဲ့စွမ်းအင်ကတော့ bike ကိုအမြောက်ဆန်နဲ့အပြစ်ခံနိုင်တာဖြစ်ပါတယ်။သူကလည်းနာကျင်မှုကိုမခံစားနိုင်ပါဘူး။အဲ့ဒီအချိန်ကလေးက bike ကိုအထိုးခံပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်။နောက်ဆုံးနာမည်ကြီးလက်ဝိသမား Jack Dancy ကိုစိတ်ကြိုက်ထိုးခိုင်းခဲ့တာပါ။ ချန်ပီယံကပတ်ဆုရှင်ကြီးတွေကဒီလူရဲ့ဘိုက်ကိုတော့အလဲမထိုးနိုင်ခဲ့ပါဘူးအထုခံရတဲ့ဒီလူကလည်းမျက်နှာတစ်ချက်မပြတ်ခဲ့ပါဘူးနောက်ဆုံးဒီလူကအန်ထရယ်အရမ်းများတဲ့စွန်စားကန်တစ်ခုကိုပြုတ်လောက်ခဲ့တာပါအဲ့ဒါကတော့တရာလေးပောင်ရှိတဲ့အမြောက်ဆန်ကိုဘိုက်နဲ့ခံတာပါပဲအဝေးကအပြစ်ခံတာတော့မဟုတ်ပါဘူးအမြောက်ပြောင်းလာနားမှာတွားရက်ပြီးအပြစ်ခံခဲ့တာပါအဲ့ဒီချိန်မှာလူကနောက်ကိုယိုင်သွားတာမျိုးတော့ရှိခဲ့ပါတယ်ဒါပေမဲ့မျက်နှာမပြတ်ခဲ့သလိုလူလည်းဘာမှမဖြစ်ခဲ့ပါဘူးသူရဲ့အထုထိတ်ကာလာတုန်းကဒါမျိုးကိစ္စတွေကိုတနေ့နှစ်ချိန်လောက်လုပ်ခဲ့တာပါ အဲဒါကြောင့်ဒေလူကအမြောက်စံတန်ခံနိုင်တဲ့ကဘာတူတဲ့သောလူသားအဖြစ်မှတ်တမ်းတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။